မင်္ဂလာပါ အခင်အစပွန်ရဲ့ Champion League Leaf Face ဒါပွဲစဉ်၃တွက်ပွဲကျ၃တွက်ချက်စစ်စစ်နဲ့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ KI Host ကောင်းခန်းနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေဆင်ကစားမောင်းတန်းထောင်ဖြစ်ပါတယ်အခုဒီတစ်ခေါက်ဒါ Champion League ဒါကျွန်တော်တို့ Leaf Face ပွဲစဉ်၃ပွဲစဉ်တွေကဒါကျွန်တော်အကောင်းဆုံးလို့ပြောရမယ့်ပွဲစဉ်တစ်ပွဲကိုတော့ရွေးချယ်ပေးထားရယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုလို့ပြပြပြောအောင်ပါ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့ Champions League Leaf Face Round 3ရဲ့ Bordeaux နဲ့ညနေတဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Madrid အသင်းနဲ့ Juventus အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါကျွန်တော် Real Madrid အသင်းကတော့ဒါကျွန်တော် Champions League မှာဒါ Leaf Face မှာနှစ်ပွဲကစားပြီးနှစ်ပွဲဒါကျွန်တော်ယာနုံဖြစ်အနိုင်ရရှိထားတယ်ဒါကျွန်တော်တို့ဒါ goal ပေါင်းဒါကျွန်တော်တို့ဒါ6လုံးနဲ့ဒါကျွန်တော်ရမှတ်6မှတ်နဲ့အဆင့်နဲ့နေရာမှာယက်တည်နေတာဖြစ်တယ်ဗျာဆိုတော့ဒီဘက်က Juventus အသင်းကတော့ဒါကျွန်တော်နှစ်ပွဲကစားပြီးရဲ့အချိန်မှာနှစ်ပွဲစလုံးတည်ရကြထားတာကိုကျွန်တော်တွေ့ရပြီးတော့ဒါကျွန်တော်တို့ဒါရမှတ်နှစ်မှတ်နဲ့ဒါအဆင့်23နေရာမှာ ရက်တင်နေတာဖြစ်တယ်ဆိုတော့တေချာတခုတော့နှစ်သိန်းစလုံးကတော့ခုချိန်ထိချန်ပီယံလိမှာရှုံးပွဲမကြုံတွေ့ရသေးဘူးဆိုတော့ဒီတစ်ခေါက်မှာဒါကျွန်တော်ရှုံးပွဲကြုံတွေ့မဲ့ဒါကျွန်တော်ပထမဆုံးအသင်းများပေါ်ထွက်လာမလားဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်ဆိုတော့နှစ်သိန်းစလုံးရဲ့လက်ရှိအနေအထားတွေက Real Madrid ကတော့ဒါပုံစံကောင်းတွေပြသနေရဲဆိုပေမဲ့ဒါ Juventus အသင်းကတော့အနေနဲ့ရုံးကန်နေရတာလေးလေကျွန်တော်တွေ့ရသေးရဲ့ဆိုတော့ဒီနှစ်သိန်းရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရှာလက်တွေနဲ့တူပဲစလိုက်ကြအောင်ဗျာ မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mn ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်။ local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြင်းညီတင်ဆက်ပေးကြရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါပေါပါပါဝင်ရောက်နိုင်ကြလို့အခေယ .com.mn ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကိုရေကြည်ရောဒီနှစ်သိန်းရဲ့အရှေ့ရပွဲစဉ်တွေရလက်တွေပြန်ပြီးကြည့်ရမှာဆိုလက်ရှိအနေအထားရောဒီနှစ်သိန်းကြားမှာတော့ရလက်ပိုင်းညကွာချက်ကြီးမားနေတယ်။ Real Madrid ကတော့တည်ငင်တဲ့ရလက်ပိုင်းဆိုင်အောင်ဆွမ်းဆောင်ထားနိုင်ဆိုတော့တစ်ဖက်က Juventus တက်ကတော့နိုင်ဝဲမရရှိရ6ပွဲစရိုက်ရှိပြီးနောက်ဆုံး9ပွဲကိုပြန်ပြီးကြည့်မယ်ဆိုရင်4ပွဲတည်နေတယ်။နောက်ဆုံးရှိမှန်ကစားခဲ့တဲ့ကိုမိုနဲ့ကျွန်တော်တို့ series ပွဲစဉ်မှာဆိုလေဝေးဝေးမှာ2ဂိုးဂိုးမရှိနဲ့ရှုံးနေထားတယ်။အဲ့တော့လက်ရှိ Juventus တက်ကတော့ပို့ပြီးတော့ကျွန်တော်တို့ရုန်းကန်နေရတဲ့အနေအထားမှာရှိတယ်။တစ်ဖက်က Real Madrid ကတော့နောက်ဆုံး9ပွဲမှာ Atletico Madrid ကို Spain La Liga မှာအဝေးဝေးမှာ5-2နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်အလွန်ကျန်တဲ့4ပွဲလုံးနိုင်ထားတယ် နောက်ဆုံး၃ဝက်မှာဆိုရင်ပေကူကခန်းစပိုင်းကတကူးထီပဲရှိခဲ့တယ်အဲ့တော့လက်ရှိအနေထားတော့ရီမက်ထရစ်ကတော့ပို့ပြီးတော့ကောင်းနေဆိုတဲ့အနေထားမှာတစ်ဖက်ကဂျူဝင်တက်ကောက်တော်တော်လေးကိုရုန်းကန်နေရဆိုတဲ့အနေထားကိုပြန်ပြီးတွေ့ရတယ်အဲ့လိုပဲကျွန်တော်ချန်ပီယံလိဂ်ရက်လက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုရင်ရီမက်ထရစ်ကနှစ်ပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲလုံးနိုင်ထားတယ်အတွင်းကက9ဂိုးတိရှိခဲ့ပြီးပေကူ2ဂိုးပဲရှိတယ်မာဆေးကို2ဝက်ကန်ရက်စ်ကို5ဂိုးနဲ့နိုင်ပြီးတော့ကျွန်တော်လက်ရှိအနေထားမှာဆိုရင်ကျွန်တော်ဒီတေဘယ်စီယာမှာဆိုရင်ရက်လက်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားပြီး6မှတ်နဲ့ကျွန်တော်ဒီဇီယာထိပ်ပဲမှာရက်တည်နေတယ်အဲ့လိုပဲတစ်ဖက်ကဂျူဝင်တက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ ကစားပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်နှစ်ပွဲမှာကျွန်တော်နှစ်ပွဲလုံးသေကြရတယ်ဒေါမွန်ဖူဖူနဲ့သေကြရတယ်ပြီးတော့ဗီလာရီယိုတူတူနဲ့သေကြရတယ်အဲ့တော့တက်စစ်ပန်းဆွမ်းဆောင်မဆိုးဘူးဆိုမှလည်းခန်စစ်ပန်းကနှစ်ပွဲပေါင်းမှာ6ခုထိပေးထားရဆိုတဲ့အနေထားမှာဂျွမတက်ခန်စစ်ကပြီးခဲ့တဲ့ကျွန်တော်ဒီစီးပွဲပွဲစဉ်ရဲ့လက်တွေကိုကြည့်မယ်ဆိုရင်လည်းခန်စစ်ပန်းကနည်းနည်းလေးကျော်နေရော်ရဲနေတယ် AC Milan နဲ့သေကြခဲ့တဲ့0-0တပွဲပဲခန်စစ်ပန်းကပေးကူမပေးထားတာပြီးခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးမှာတော့ပေးကူတွေခွင့်ပြုထားခဲ့ဆိုတဲ့အနေထားမှာဂျွမတက်ရဲ့ခန်စစ်ကလက်ရှိ Real Madrid ရဲ့တက်စစ်ပန်းဆွမ်းဆောင်ရင်ကောင်းနေတဲ့အနေထားတစ်ခုမှာ Mbappe တို့ Vinicius တို့ရဲ့တက်စစ်ပန်းဆွမ်းဆောင် င်ယူဘာနီမျိုးမှာတောက်ခံနိုင်မှာမလားအဲ့လေလေပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိ Real Madrid အသင်းကတော့နောက်ဆုံး၅ပွဲမှာဒါကျွန်တော် Atletico Madrid အသင်းနဲ့တွဲဆုံတဲ့ပွဲစဉ်မှာတော့5-2ဆိုတဲ့ရလာတစ်ခုနဲ့ရှုံးနေခဲ့တာကျွန်တော်တွေ့ရကျွန်တော်ပွဲစဉ်တွေအားလုံးကိုတော့ဒါတို့အနိုင်ရရှိထားခဲ့တာဖြစ်ပြီးတော့တစ်ဘက်က Juventus အသင်းကတော့ဒါနောက်ဆုံး၅ပွဲမှာ၄ပွဲထိတည်ကြထားတယ်နောက်ဆုံးဒါ Como အသင်းနဲ့ပွဲစဉ်မှာတော့ဒါအဝေးကွေးမှာ2-0ဆိုတဲ့ရလာနဲ့ဒါရှုံးနေခဲ့တယ်ဗျာဆိုတော့ဒီအနေထားလေးကိုကြည့်ချင်းအဖြစ်ဒါ Juventus အသင်းအနေနဲ့အနိုင်ရရှိဖို့အတွက်အနိုင်၃မှတ်တွေကိုရှာဖွေဖို့အတွက်လည်းခက်ခဲနေတဲ့ပုံစံလေးတစ်ခုကျွန်တော်မြင်တွေ့ရ ါတယ်ဒါပေမဲ့ Real Madrid အသင်းကတော့ Atletico Madrid အသင်းနဲ့ပွဲစဉ်မှာတော့5-2ဆိုတဲ့ရလဒ်တစ်ခုပြဆိုတော့ဒီ5-2ဆိုတဲ့ရလဒ်တစ်ခုကတော့ Real Madrid အသင်းအနေနဲ့တချို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တကယ်အသင်းကောင်းအနေနဲ့တွေးတဲ့အခါမှာသူတို့ရဲ့ concept ပိုင်းဆိုင်ရာအရာယော်ဒီယော်ရဲ့ဖြစ်တဲ့ပုံစံလေးကိုလည်းကျွန်တော်အခုချိန်ထိဒါမြင်တွေ့နေရဆဲပဲလို့ကျွန်တော်ပြောလို့ရတယ်ဒါတော့ဒါ5ခုအထိ concept ကဂိုးခွင့်ပြုပေးခဲ့ရတယ်ဆိုတာဒါ Real Madrid အသင်းအတွက်အကယ်၍သာတစ်ဖက်အသင်းက CB ကစားနိုင်တယ်အဲသူတို့အနေနဲ့ဒါချစ်ချော်သွားတယ်ဒါပုံမှန်ဒါကစားကွက်အောက်ကိုရောက်ရှိသွားတယ်ဆိုလို့ရှိရင်တွင်းခိုးတွေအများကြီးပေးရတဲ့အနေအထားတစ်ခုက Real Madrid အခုချိန်ထိရှိသေးရလို့ပဲကျွန်တော်ပြောရမှာဗျာဒါပေမဲ့ဒါကျွန်တော် Champion League မှာရာနုပြေးနိုင်ပွဲတစ်ခုရရှိထားတယ်ဒါကျွန်တော်လုံးဝရှုံးပွဲမရှိသေးဘူးဒါ twin goal ရေးလည်းမြန်မာဆဆသွင်းယူထားနိုင်ခဲ့သလိုတစ်ဖက်ကဒါကျွန်တော်တို့သူတို့ရဲ့ဒါ Spain La Liga မှာဆိုလို့ရှိရင်လည်းဒါပုံစံကောင်းနေရတာဆက်လက်ပြတ်တနေတော့မယ်ဆိုတော့ Real Madrid အသင်းအနေနဲ့အရင်ကြီးတော့စိုးရိမ်စရာတော့မရှိဘူးပြီးတော့အခုတစ်ခေါက်မှာတော့ဒါသူတို့ရဲ့အိမ်ခွင်းမှာကစားမှာဖြစ်တဲ့အတွက်ဒါကျွန်တော်ဘာနေပြီးမှာကစားမှာဖြစ်တဲ့အတွက် Real Madrid အသင်းအနေနဲ့အခွင့်အရေးတွေပို့ပြီးများနေတစ်ဖက်က Juventus အသင်းကတော့ဒါသူတို့ရဲ့နောက်ဆုံးပွဲစဉ်လေးရှုံးနေထားခဲ့တာဖြစ်သလိုနိုင်ပွဲမရရှိခဲ့တာ တာ6ပွဲဆက်တိုက်ဖြစ်နေပြီဆိုတော့အနေထားတကူဒါပေမဲ့ ဒါတချို့ပွဲစဉ်တွေမှာဒါတို့အနေနဲ့ဒါအတလန်တာနဲ့ပွဲစဉ်တို့ဒါကျွန်တော်တို့တော့ဗီရိုနာနဲ့ပွဲစဉ်တို့ဗီလာရီယယ်တို့နဲ့ပွဲစဉ်တို့မှာဒါဂိုးတွေပြန်ပြီးတော့သွင်းယူထားနိုင်ကြရတွေ့ရတယ်။ဆိုတော့တစ်ဖက်ကကန်ဆယ်ပိုင်းဆိုင်ရာအရာဂိုးတွေခွင့်ပြုခဲ့ရတယ်။မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းဆိုင်ရာအရာလည်းဂိုးတွေပြန်ပြီးတော့ရရှိခဲ့တာမျိုးတွေကျွန်တော်တွေ့ရတယ်။အကေဒါကျွန်တော်တို့ဒါနောက်ဆုံး၅ပွဲစတိုက်မှာဒါကျွန်တော်တို့ဒါ၄ပွဲအထိကသေရကြခဲ့တယ်လုံးဝဒါမရှုံးနိုင်ခဲ့ဘူးပေါ့ဗျာ။ဆိုတော့နောက်ဆုံးဒါခုံမုံနဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ဂိုးပြန်ပြီးတော့သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲနဲ့ရှုံးနိုင်ခဲ့တယ်ဗျာ။ဆိုတော့ဒီရှုံးနိုင်ခဲ့မှုကဒီတစ်ခေါက်မှာပြန်လာပြီးတော့ effect ဖြစ်မလားပေါ့နော်ကျွန်တော်ဒါလေးကိုတစ်ချက်စောင့်ကြည့်ရမယ် Real Madrid အတင်ကတော့ပုံစံကောင်းနေဆက်လက်ပြသနေရဖြစ်ပေမဲ့ Juventus အတင်ကတော့အနေနဲ့ရုန်းကန်နေရတာလည်းဖြစ်တယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဒါ Real Madrid အသင်းနဲ့ဒါကျွန်တော် Juventus အသင်းတို့ကဒါသူတို့ရဲ့ဒါ Champion League မှာဆိုလို့ရှိရင်ဒါခဏခဏဒါထိတိုက်တွဲဆုံလေးရှိတဲ့အသင်းတွေဖြစ်တယ်လို့နောက်ကျွန်တော်တို့ဒါကြားထဲမှာလည်းဒါကျွန်တော်တို့သူတို့နှစ်သင်းအနေနဲ့ဒါချစ်စွမ်းပွဲတွေကစားထားတာမျိုးရှိတယ်နောက် Club World Cup မှာလည်းနောက်ဆုံးကစားခဲ့တာရှိဆိုတော့တို့နှစ်သင်းရဲ့ဒါရှေ့ရထိတိုက်တွဲဆုံမှုရလဒ်တွေကဘယ်လိုမျိုးပုံစံလေးဖြစ်ခဲ့လဲဗျာ ဟုတ်ကဲ့ပါကွေဒီနေ့တင်းရဲ့ထိတဲ့တွေ့ဆုံမှုပြင်ပြီးကြည့်မယ်ဆိုဒီနေ့တင်းရတော့ပြီးခဲ့တဲ့ကျွန်တော်ဇူလိုင်လကရှင်မင်းကစားခဲ့တဲ့ကလပ်ဝေါကပ်မှာပဲထိတဲ့တွေ့ဆုံမှုရှိခဲ့တယ်။အဲ့ဒီချိန်မှာတော့ကျွန်တော်ရီယယ်မက်ထရစ်က1-0ဆိုရင်ရလနေတော့နိုင်ခဲ့တယ်။ဒီ official tournament ဖြစ်တဲ့ Champions League ပွဲစဉ်တည်တံ့ပြင်ပြီးကြည့်မယ်ဆိုတော့နောက်ဆုံး၅ပွဲမှာနှစ်သင်းကြားမှာတော့အရင်ကွာကြတော့မရှိဘူး။ဒါကတော့ဒီနေ့တင်းနောက်ဆုံး၅ပွဲမှာပြင်ပြီးကြည့်မယ်ဆိုတော့2018ကျွန်တော်ဒီအရှေ့ပိုင်းမှာ2015အတွင်းပေါ့နော်2018 2015ကြာဒီ3လနှစ်အတွင်းမှာတော့နောက်ဆုံး၅ချိန်မှာဆိုရင်တော့ Jupiter ကကျွန်တော်ဒီနှစ်ချိန်ပြင်ပြီးနိုင်တယ်။ Real Madrid ကနှစ်ချိန်နိုင်ပြီ။တစ်ချိန်ကတော့တည်ကြခဲ့ကျွန်တော်ပြင်ပြီးတော့တွေ့ရတယ်။ဒါပေမဲ့ လက်ရှိအခုနောက်ပိုင်းအနေအထားအရတော့ဒီနှစ်သိန်းကြားမှာတော့ပြောရမယ်ဆိုကွာချက်ကောင်နည်းနည်းလေးကြီးမားလာတဲ့ဒီနှစ်ပိုင်း6ကိုရောက်လာတဲ့ဂျူမီတက်အကြပိုင်းကိုရောက်လာတဲ့အချိန်မှာရီယယ်မက်ထရစ်ကတော့သူတို့အသင်းအတွက်ကျွန်တော်ဒီပြန်ပြီးတော့ကျွန်တော်ဒီအဓိကကစားသမားတော်တော်များများကိုပြန်ပြီးတော့စုဆောင်းနိုင်ခဲ့တဲ့အပြောင်းမှာဇာဗီအလွန်ဆိုလက်ထက်မှာပြီးခဲ့တဲ့နှစ်ကနေမတူပဲပုံမှန်တည်ငင်းတဲ့ရက်လက်ပိုင်းတစ်ခုကိုပြန်ပြီးဖော်ဆောင်ထားနိုင်တာဆိုဒီချိန်တွဲဆုံမှာရောဘယ်အသင်းကထပ်ပြီးအသာစီရရှိသွားမလဲရီယယ်မက်ထရစ်ကပဲကျွန်တော်လက်ရှိပုံစံကောင်းပြနေတဲ့အတိုင်းပဲထပ်ပြီးအနိုင်ရရှိအောင်ဆွဲဆောင်နိုင်မှာဒါမှမဟုတ်ဂျူမီတက်ကပဲနောက်ဆုံး6ပွဲဆက်တိုက်ကျွန်တော်တို့အနိုင်မရရှိခဲ့မှုဒီရီယယ်မက်ထရစ်ရဲ့ပွဲစဉ်မှာမှပြန်ပြီး ော့မှသူတို့ကနိုင်ပွဲတစ်ပွဲကိုပြင်ပြီးရှာဖွေနိုင်မလားအဲ့လေလေပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကွေဆိုတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကတော့ဒါဒီနှစ်ကမှကစားခဲ့တဲ့ပွဲစဉ်ဒါဆိုတော့ Fever Club World Cup ပွဲစဉ်ဒါရာသီကြိုပွဲစဉ်မှာ Real Madrid အသင်က1-6ဆိုတဲ့ရလန်တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်ဗျဆိုတော့ဒါဒီနှစ်သိမ့်ထိတဲ့တွေ့ဆုံမှုမှာရရင်တော့အသွင်းကိုတွေမများခဲ့လို့ဆိုပေမဲ့ဒါရှင်းကဒါသူတို့ Champion League ကစားခဲ့ရတဲ့ပွဲစဉ်ကအကေအနိုင်ရရှိခဲ့တဲ့အသင်ကနှစ်ဂိုးနဲ့အထက်ဒါကျွန်တော်ရရှိခဲ့တဲ့ပွဲစဉ်ကဒါကျွန်တော်2015နဲ့2018လောက်အတွင်းပေါ့နော်ဆိုတော့ဒါဒီ ပွဲစဉ်တွေမှာအနိုင်ရရှိခဲ့တဲ့အသင်းကဒါနှစ်ကိုးနဲ့အထက်ဒါကျွန်တော်1 41ဆိုတဲ့ပွဲစဉ်တွေ 3C ဆိုတဲ့ပွဲစဉ်တွေ31ဆိုတဲ့ပွဲစဉ်တွေဒါမျိုးတွေကျွန်တော်များပြားခဲ့တာကျွန်တော်တွေ့ရတယ်နောက်ကျွန်တော် တရေကြခဲ့တဲ့ပွဲစဉ်တွေလည်းရှိခဲ့တယ်ဗျအဲ့ဒီအရှိမဆိုရင်တော့ဒါကျွန်တော်တို့အနိုင်ရရှိခဲ့တဲ့အသင်းကဒါ21ဆိုတဲ့ရလဲဒါတရေကြမယ်ဆိုရင်တော့22ဆိုတဲ့ရလဲဆိုတော့ဒီနှစ်သင်းရဲ့ဒါကျွန်တော်ရှင်ပြိုင်မှုကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သင်းစလုံးကဒါအပြန်အလှန်အတွင်းကိုတွေတွင်းယူခဲ့တာပို့ပြီးတော့များပြားခဲ့တာတွေ့ရတယ်ဆိုပေမဲ့နောက်ဆုံးပွဲစဉ်ဒါကျွန်တော် FIFA Club World Cup မှာကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါ Real Madrid အသင်းက1 န်စီဆိုတဲ့ရာလနဲ့ဂျူဗင်တဲ့အသင်ကပြန်ပြီးတော့ဂိုးမသွင်းယူနိုင်ခဲ့ပဲတဲ့အနိုင်ရရှိခဲ့တော့ကျွန်တော်တွေ့ရဆိုတော့ဒီတစ်ခေါက်မှာရောဂျူဗင်တဲ့အသင်ကဒါဒီတခေါက်ဒီရှုံးနေခဲ့သွားခဲ့တဲ့ဒါ FIFA Club World Cup ကရှုံးရွှေးတစ်ခုသူပြန်ဆက်ဖို့ကြိုးစားလာနိုင်မှာလဲရှိအနေထားတွေအရာတော့ Real Madrid အသင်ကတော့ပို့ပြီးတော့တာနေတယ်နောက်ကျွန်တော်တို့ဘာနေပြူးမှလည်းကစားမှမှန်နေဆိုတော့ဒါကျွန်တော်တို့ Real Madrid အသင်အတွက်ကတော့ပို့ပြီးတော့အခွင့်အရေးတွေလည်းများပြားနေသလိုဒါရှေ့ကဒါကျွန်တော်ပွဲစဉ်တွေကတော့ဟတ်တူခါပွဲစဉ်တွေကတော့နည်းနည်းအလှမ်းဝေးနေတာဖြစ်တဲ့အတွက်အရင်ကြီးတော့ကျွန်တော်ထက်တွက်စရာမလိုဘူးလို့ကျွန်တော်ပြောလို့ရတယ် 那它就构成了细列表。 โอเคပါကိုကျွန်တော်ဒါ Real Madrid အသင်းနဲ့ Juventus တက်အသင်းနဲ့ဒါကျွန်တော်တို့ဒါ Champion League ဒါကျွန်တော်တို့ League Face ပေါ့နော် Round 3မှာလာရောက်ပြီးတော့တွေးဆုံချတဲ့အခါမှာနှစ်သင်းစလုံးမှာတော့ဒဏ်ရာကစားသမားတွေရှိရဲ့ဆိုတော့နှစ်သင်းစလုံးရဲ့ဒါအဓိကကစားသမားတချို့လဲဒဏ်ရာရရှိနေတာကျွန်တော်တွေ့ရဒါပေမဲ့အဲကျွန်တော်တို့ဒါ Real Madrid အသင်းကတော့ဒါရှေ့ပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့လူစင်းတစ်ခုတော့ပြန်ပြီးတော့ထုတ်လာနိုင်တဲ့အနေအထားတစ်ခုပဲရှိတယ်ဆိုတော့တစ်ဖက်ကဒါကျွန်တော် Juventus တက်အသင်းကရောသူတို့ရဲ့ဒီကစားသမားပေါ့နော်ဆိုတော့ဒဏ်ရာရရှိနေတဲ့ကစားသမားတွေကိုကြော်လွန်ပြီးတော့ဘယ်လိုမျိုးလူစင်းနေနေပွဲထွက်လာနိုင်ရရှိအောင်မလဲဒါကျွန်တော်တို့ဒါပွဲထွက်လူစင်း င်းရဲ့အရာရောတော့အရန်ကုန်လူစင်းအရာနှစ်သိန်းစလုံးမှာတော့တောင်းတင်းနေဆိုအနေထားတစ်ခုတော့ကျွန်တော်မြင်တွေ့ခဲ့ရဆိုတော့ဒီနေ့ရဲ့ပွဲထွက်လူစင်းအောင်ဘယ်လိုပုံစံလေးဖြစ်မှာပြဟုတ်ကဲ့ပါကွဒီနှစ်သိန်းရဲ့ကျွန်တော်ဒီပွဲထွက်လူစင်းရဒန်ယန်ပြဿနာကိုပြင်ပြီးကြည့်ရမယ်ဆိုနှစ်သိန်းလုံးမှာတော့ဒန်ယန်ပြဿနာကိုစီရှိတယ်အထူးသဖြင့် real matrix ကတော့ခန်းစစ်ပိုင်းမှာဒန်ယန်ပြဿနာပို့ပြီးတော့များတယ်ခန်းစစ်ကကျွန်တော်ဒီ rudiger တို့ coverhead တို့ပြီးတော့ကျွန်တော်ဒီ dan hausen တို့ပြီးတော့နောက်ထပ် fallenman တို့ဒန်ယန်ပြဿနာကြောင့်ဒီပွဲစုံလွှဲချော်မယ်ကွင်းလင်က civil loss လွှဲချော်မယ် ဂျူမနက်ကဒီပွဲစဉ်မှာလွဲချုံမဲ့ကစားမားမနေရတော့ပင်ဆိုကလီယိုရှိမယ်ပြီးတော့ခန်စစ်ကပရီမာရှိမယ်ပြီးတော့ကျွန်တော်ဝမ်ကာပဲရှိမယ်တိုက်စစ်ကမလစ်ရှိပြီးတော့ကျွန်တော်ဒီနောက်ထပ်ကစားသမားဖြစ်တဲ့မီရတီတို့ဇီဂရိုဗာတို့လွဲချုံမယ်အဲ့တော့အဓိကကစားမားဆင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့လွဲချုံမယ်အဓိကကစားမားဆင်းကတော့ရီယယ်မက်ထရစ်ကတော့ခန်စစ်တန်းကပို့ပြီးတော့များတယ်တစ်ဖက်ကကျွန်တော်ဒီဂျူမန်တက်ကတော့အဓိကကစားမားချို့ဆိုလို့ကျွန်တော်ဒီခန်စစ်ကပရီမာတို့တိုက်စစ်ကကျွန်တော်ဒီမီလစ်တို့လောက်ပဲရှိပြီးကျန်တဲ့ကစားသမားတွေကတော့အတင်းရဲ့ကျွန်တော်ဒီအရန်ကစားသမားတွေပဲဆိုတော့အရန်ကြီးတော့ကြီးကြီးမားမားတော့အပြောင်းလဲတော့ရှိမှာမဟုတ်ဘူးအဲ့တော့ဖြစ်နိုင်ဝင်လူစင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့ဒီပွဲစဉ်မှာတော့ရီယယ်မက်ထရစ်က ပြီးခဲ့တဲ့ကျွန်တော်ဒီ လာလီကပွဲစဉ်ဂီတာဖေးနဲ့ပွဲစဉ်လူစင်းတို့အနေငယ်လေးအပြောင်းလဲလုံးနိုင်တယ်အထူးသဖြင့်ပြီးခဲ့တဲ့ပွဲစဉ်မှာတော့အရင်ဆင်းနေမှရှိနေတဲ့ Vinicius Junior တို့ Johnny Quinn နဲ့ Tessic ကိုအာဒါကူလာတို့ပြန်ပြီးတော့အသင်းရဲ့ဘွတ်ထက်ကစားသမားဆင်းနေမှာပြန်ပြီးပါလာနေတဲ့ဓာတ်ရှိရတယ်အဲ့တော့ဖြစ်နိုင်မယ့် line နဲ့ဆက်တရအောင်ပြန်ပြီးကြည့်ရမယ်ဆိုတော့ Real Madrid ကတော့ကုသမနေရမှာဆိုတော့ Courtois ၊ Casemiro မှာဆိုတော့ Pepe Chama တော့ Carrius ၊ညာဘက်ချမ်းမှာတော့ Valverde ၊ Casemiro နေရာမှာဆိုတော့ဒီပွဲစဉ်မှာ Malita O နဲ့ပြီးခဲ့တဲ့ပွဲစဉ်ကပွတ်ထွက်ခဲ့တဲ့ Alaba ရဲ့နေရာမှာတော့ဒီပွဲစဉ်မှာ Assensio ကိုပြန်ပြီးတွေ့ရမယ်လို့ထင်တယ်။ Quinn နဲ့ Draft မှာတော့ Johnny Camavinga နဲ့ Chouamani ရှိမယ်။နံပါတ်10ရုပ်မှာတော့ပြီးခဲ့တဲ့ပွဲစဉ်မှာ Gitafe နဲ့ပွဲစဉ်မှာ Bellingham ပြန် ြန်ပါလာတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အာဒါဂိုလောက်ဒီပွဲစဉ်မှာပြန်ပြီးသုံးလာမယ်ပြန်ပြီးတော့စောင့်ကြည့်ရမယ်။တောင်မန်မှာတော့ဘယ်ဘယ်တောင်မန်မှာတော့ကျွန်တော်တို့ရိုဒီဂိုရှိမယ်။ညတာနေမန်နေရာမှာဆိုရင်ကျွန်တော်ဗီနက်ဆက်ဂျူနီယာရှိပြီးတော့နံပါတ်9မှာတော့အမ်ဘာဒီဘဲထပ်ပြီးတော့ပွဲထွက်လာမယ်။ပြီးခဲ့တဲ့ပွဲစဉ်ကပွဲထွက်လာတဲ့ကျွန်တော်တို့မတ်စတောနိုကတော့ဒီပွဲစဉ်မှာကျွန်တော်တို့အရင်ဆင်းနေမှာပြန်ပြီးပါဝင်လာဖို့များတယ်ဗျ။အဲ့လိုပဲတစ်ဖက်ကကျွန်တော်တို့ဂျူမီတက်ကလူစုံပြန်ပြီးကြည့်ရမယ်ဆိုတော့ကုသမနေရာမှာဆိုတော့ဒီဂရီဂိုရီကျွန်တော်ခါစတန်မှာဆိုတော့ကာလူလူကညံဘက်ချမ်းမှာရှိမယ်ကမ်ဘီယာဆိုတာဘယ်ဘက်ချမ်းမှာရှိပြီးတော့ခါစစ်အတူနေရာမှာဆိုတော့ရူကာနီနဲ့ခဲလီကိုင်းနဲ့တောင်းမှာဆိုတော့ကော့ပမိုင်နာရဲ့ကျွန်တော်လှုပ်ကတဲ ီးရဲ့ပြီးတော့သူရဲ့ Ulian ရှိပြီးတော့တိုက်စစ်မှန်မှဆိုတော့နံပါတ်9ရောမှာကျွန်တော်ဒီ Jonathan Davis ညာဘက်ချမ်းမှာဆိုတော့ Consica ကိုဘယ်ဘက်ချမ်းမှာဆိုတော့ Yidis တို့ရှိမှာဖြစ်ပြီးတော့အပြောင်းလဲလို့ချင်တယ်ဆိုတော့တိုက်စစ်ဘက်မှာ Vlahovic တို့ကျွန်တော်ဒီ Opander တို့ထည့်ပြီးတော့အပြောင်းလဲလို့ရရသလိုကွန်းလက်ဘက်မှာဆိုတော့ Costa တို့ကျွန်တော် Mario တို့ရှိမယ် Casidan Casidan မှာဆိုတော့ကျွန်တော်ဒီ Gatti တို့ပါကိုပြန်ပြီးအသုံးပြုလို့ရတယ်ဒါပေမဲ့လည်း ဂျူမန်တက်ကလူစင်းအရာတော့ကွန်းလေလူစင်းအရာတော့ရီမထွေရဲ့ကွန်းနေနေရှင်တော့အနေငယ်လေးတုံ့ပြန်ကစားနိုင်တဲ့ကော့မိုင်နာတို့လိုကာတယ်လီတို့သရူရင်အူလီယန်တို့ရဲ့ကျွန်တော်ကွန်းလေတစ်ဖက်ကမစိုးလာဘူးဆိုမြင်လေအပြောင်းလဲလုံလာနိုင်တဲ့လူစင်းရဲ့ကျွန်တော်အရင်ဆင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့ရီမထွေကပို့ပြီးတော့တာတယ်ဒါပေမဲ့ခန်စစ်ပိုင်းနဲ့တိုက်စစ်ပိုင်းမှာဆိုတော့ရီမထွေကလူစင်းကတော့တစ်ဖက်ကဂျူမန်တက်ကလူစင်းနဲ့ဆိုင်တော့တော်တော်လေးကိုအသာစီးရထားတွေ့ရဆိုတော့ဒီပွဲစဉ်မှာရီမထွေကဒီအသာစီးရရှိထားမှုတွေကိုအသုံးချနိုင်မလားသူတို့အသေးရဲ့နောက်ထပ်နိုင်ပွဲတွေကိုပေါ်ဆောင်နိုင်မလားပြင်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ခင်ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်ဒါ Real Madrid အသင်းကတော့ဒါသူတို့ရဲ့အဓိကဒါကျွန်တော်တို့ဒါခန်ဆယ်ပိုင်းဆိုင်ရာအရာမှာဒါ Alaba နေရာမှာကျွန်တော်တို့အပြောင်းလဲလေးတွေဒါလှုပ်လာနိုင်ဖို့ရရှိတယ်ဒါ assets ကိုပြန်ပြီးပေါင်ဝင်လာနိုင်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ဒါ Queen Lane ဘက်ကတော့အရင်ကြီးဒါအပြောင်းလဲတော့ရှိမှာပေါ့ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဆိုတော့ Bellingham နဲ့ဒါ Mascherano နေရာမှာတော့ဒါကျွန်တော် Adegula နဲ့နောက်ကျွန်တော်တို့ဒါ Vinicius Junior ပေါ့နော်ဆိုတော့ဒီဟာမျိုးလေးအပြောင်းလဲလေးတွေကျွန်တော်တို့မြင်တွေ့ရနိုင်တယ်ဆိုတော့ကျန်တဲ့နေရာမှာတော့အရင်ကြီးအပြောင်းလဲတော့ဖြစ်မှာတော့မဟုတ်ဘူးဗျဆိုတော့ဒါသူတို့ရဲ့လူစင်းပိုင်းဆိုင်ရာအရာမှာကျွန်တော်တို့ဒါအပြောင်းလဲအများကြီးတော့မြင်တွေ့ရမှာမဟုတ်ဘူးဆိုတော့ပို့ပြီးတော့ကောင်း ောင်းမွန်လာတဲ့လူစင်းပွဲထွက်ပုံတစ်ခုတော့ကျွန်တော်မြင်တွေ့လာရပူရရှိတယ်။ဆိုတော့ဒီဘက်ကဒါဂျိုဗင်တက်အသင်းကလည်းဒါသူတို့ရဲ့ဒါကျွန်တော်ရှေ့ရပွဲစဉ်လူစင်းကိုတော့အများကြီးကျွန်တော်ပြောင်းလဲလုပ်လို့တော့မရှာဘူးပြ။ဆိုတော့သူတို့ရဲ့ဒါကျွန်တော်တို့ဒီလူစားလဲကစားသမားတွေရဲ့အနေထားကလည်းကျွန်တော်တို့ပြောင်းလဲလုပ်မယ်ဆိုရင်တော့မှပဲဒါကျွန်တော် Remitter အသင်းကိုဒါကျွန်တော်တို့ပို့ပြီးတော့ဒါတာဝအောင်လို့ဒါကျွန်တော်ကစားနိုင်တဲ့ကစားသမားအနေထားတော့နေပါလိရှိရဲ့ဆိုတော့သူတို့ရဲ့ဒါကျွန်တော်တို့ပွဲထွက်လူစင်း၁၁ယောက်ကိုတော့ကျွန်တော်အရင်အပြောင်းလဲလုပ်မှာထက်စားလို့ရှိရင်ဒီကျွန်တော်ကြစ်လက်တဲ့ပုံစံတစ်ခုနဲ့ပဲဒါချင်းဆိုင်ကစားသွားပုံရရှိ တယ်ဆိုတော့ဒါကျွန်တော် Real Madrid အသင်းကတော့ပို့ပြီးတော့အာသာကြံလေးတွေများနေတယ်ဆိုတော့သူတို့ရဲ့ဒါကစားသမားအင်အားပိုင်းဆိုင်ရာအရာမှလည်းဒါကျွန်တော် Juventus အသင်းထက်ပို့ပြီးတော့အာသာကြံတွေရှိနေရတယ်ဖြစ်တယ်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော်ဒါ Real Madrid အသင်းနဲ့ Juventus အသင်းတို့ကဒါကျွန်တော် Champion League phase ရဲ့ round 3ပွဲစဉ်3မှာလာရောက်ပြီးတော့တွေ့ဆုံကြတဲ့အခါမှာလက်ရှိ Real Madrid အသင်းကတော့နှစ်ပွဲကစားပြီးတဲ့အချိန်မှာရာရမတ်6မတ်အပြေးဝရရှိထားခဲ့တယ်လို့နောက်ကျွန်တော်တို့ဒါ twin goal ကလည်း9ဂိုးအထိရရှိထားခဲ့တဲ့အသင်းဆိုတော့လက်ရှိလည်းဒါကျွန်တော်အမှတ်ပေးစရာရဲ့အဆင့်နှစ်နေရာမှာရပ်တည်နေတယ်။တစ်ဖက်က Juventus အသင်းကတော့ဒါပွဲစဉ်နှစ်ပွဲကစားပြီးတဲ့အချိန်မှာနှစ်ပွဲစလုံးကိုတည်ရကြထားတယ်။ဆိုတော့ဒီအနေအထားတစ်ခုကြောင့်ပဲဒါ Juventus အသင်းအနေနဲ့ဒါရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ရမတ်ကနှစ်မှတ်ပဲရှိသေးတယ်။နောက်ကျွန်တော်တို့ဒါအခက်မသိရင် င်ဒါတို့တို့ဒီနေ့ပွဲစဉ်ကိုသာရှုံးနိမ့်ခဲ့အောင်မယ်ဆိုလို့ရှိရင်တော့ဒါအဆင့်24ရဲ့အပြင်ကိုထွက်သွားနိုင်ခြေရှိတယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါဂျူဗင်တဲ့အသင်းကဒါတို့အဆင့်8ထဲကိုပြန်ပြီးတော့ဝင်ရောက်ဖို့အတွက်ဒီနေ့ပွဲစဉ်ကိုတော့တေချာပေါအနိုင်ရရှိမှာတော့ဖြစ်မယ်ဆိုတော့အကဲအနိုင်မရရှိခဲ့ဘူးဆိုလို့ရှိရင်တော့တို့ရဲ့ဒါဂျီမန်ကျအဆင့်24အတွင်းဝင်အောင်ပဲဖြစ်သွားမှာဖြစ်လို့ဒါကျွန်တော် Real Madrid အသင်းကတော့ပို့ပြီးတော့ဒါအခွင့်အရေးတွေများနေတယ်တို့အနေနဲ့ဒါတောင်းတောင်းတတနဲ့ရမှတ်သုံးမှတ်ကိုအိမ်ကွင်းမှာရရှိဖို့အတွက်ပို့ပြီးအခွင့်အရေးများနေတယ်ဒါပေမဲ့ဂျူဗင်တဲ့အသင်းကလည်းဒါတို့ရဲ့လိုအပ်နေတဲ့ရမှတ်သုံးမှတ်ကိုစုဆောင်းသွားဖို့အတွက်ဒီနေ့ပွဲစဉ်မှာ ဒါအကောင်းဆုံးပြင်ဆင်လာနိုင်မလားဆိုတော့ပွဲရင်ရာလက်အဖြေရောဘယ်လိုမျိုးပုံစံလေးဖြစ်မလဲဗျ။ ောင်းခဲ့ပါကွယ်ဒီပွဲစမှာကျွန်တော်ပထမအောင်ဆုံးကြည့်ရမယ်ဆိုရင်လက်ရှိဒီနေ့သင်းညမှာတော့ကွာချက်ကတော်တော်လေးကြီးမားနေတယ်လက်ရှိကျွန်တော်တို့ခြေစမ်းပိုင်းရရက်လက်ပိုင်းတွေရောက် Real Madrid ကအဖက်ဖက်ကအသာစီးရရှိနေတဲ့ပြုံမှာသင်းလူစင်းအရာလေ Real Madrid ရဲ့လူစင်းကပို့ပြီးတော့ကျွန်တော်တို့ဂျူမတက်ကလူစင်းနဲ့ဆိုင်တော်တော်လေးကိုကျွန်တော်တို့နေရာတော်တော်များများမှာအသာစီးရရှိတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီပွဲစမှာအရင်တော့ကျွန်တော်တို့ Real Madrid နဲ့ဂျူမတက်တို့ရဲ့ပြင်ဆင်မှုပြင်းထန်မှုရှိခဲ့တဲ့ Champions League ပွဲစဉ်တွေတက်ဆိုင်တော့ဒီပွဲစမှာတစ်ဖက်သက်ကျွန်တော် Real Madrid ရဲ့ကျွန်တော်တို့အသာစီးရရှိထားတဲ့အနေအထားတစ်ခုကိုများတွေ့ရမလားဆိုတဲ့အနေအထားလေးလည်းကျွန်တော်ပြန်ပြီးတော့တွေးမိတယ်လက်ရှိခြေစမ်းပိုင်းနေ ့အီရလည်းရီယယ်မက်ထရစ်ရဲ့ခံစစ်တမ်းနဲ့တိုက်စစ်ပိုင်းကတော်တော်လေးတင်ကြီးမှုရှိနေပြီးတော့အက်တလက်တီကိုမက်ထရစ်နဲ့ပွဲစဉ်ကတပွဲမှာချေချော်လာတာလည်းကျွန်တဲ့ပွဲစဉ်မှာရီယယ်မက်ထရစ်ကသူတို့အသင်းရဲ့တိုက်စစ်ပိုင်းဆွဲဆောင်ရောခံစစ်ပိုင်းဆွဲဆောင်ရောတော်တော်လေးကိုတင်ကြီးမှုရှိခဲ့တာပြန်ပြီးတွေ့ရတယ်။အလွန်ဆိုရဲကျွန်တော်ဒီကစားပုံနဲ့လည်းတော်တော်လေးအသားကျလာကျွန်တော်တွေ့ရတယ်ဆိုတဲ့အနေထားမှာတစ်ဖက်ကဂျူမင်နက်ကလက်ရှိခြေစွမ်းပိုင်းအရာတော့ပို့ပြီးတော့ကောင်းလာမယ်အပြုံမှာပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်ဒီတောက်လျှောက်ကျွန်တော်ဒီတေပွဲတွေစတိုက် twist ကြုံနေတဲ့အပြင်ကမှာပြီးခဲ့တဲ့ကူမွန်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ရှုံမွဲပါထပ်ပြီးတော့ကြုံတွေ့ခဲ့ရတယ်။တိုက်စစ်ပိုင်းကလည်းတွင်ကို မသွင်းနိုင်ခဲ့တာ AC Milan နဲ့ပွဲစဉ်ရောကွန်မွန်နဲ့ပွဲစဉ်ရောနှစ်ပွဲစရိုက်ရှိပြီအဲ့တော့ဒီပွဲစဉ်မှာတို့တွေတင်းရဲ့တိုက်စစ်က Real Madrid ကတင်းကျင်နေတဲ့ခန့်စစ်ကိုပြန်ပြီးတော့ဖိအားပေးနိုင်တဲ့အဝေးဝန်းပွဲစဉ်တစ်ပွဲမှာဖြစ်လာနိုင်မလားဆိုတော့လေစိုးရိမ်စရာရှိတယ်။ကစားအမှန်နဲ့ကျွန်တော် Santiago Bernabeu ဖြစ်နေရဆိုတဲ့အနေအထားတစ်ခုမှာတော့ Jumin Tetto ကတော့နိုင်မိုးထက်ဆိုင်တေးတမလောက်ရရှိသွားရဲဆိုတော့တို့တို့အတွက်ဒါပြောရမဆိုရက်လက်ကောင်တစ်ခုဖန်တီးနိုင်နေဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်ပြန်ပြီးတော့တွေ့ရတယ်။အဲ့တော့ဒီပွဲစဉ်မှာကိုရက်လက်အနေအထားနဲ့ပွဲရက်လက်ကိုပြန်ပြီးခံမှန်းရမယ်ဆိုတော့ Real Madrid ကပဲအဖက်ဘက်ကအသာစီရရှိသွားပြီးတော့နိုင်မိုးတစ်ပွဲကိုပေါ်ဆောင်နိုင်မယ့်ပွဲစဉ်တွေဖြစ်လာနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်မိတယ်။ ဲ့တော့တင်ကိုအနေထားရဆိုတော့ရေမထက်အနေနဲ့ဒီပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုတော့သူတို့တင်ရဲ့တိုက်စစ်ပိုင်းနဲ့ခံစစ်ပိုင်းရတာတည်ငြိမ်မှုကိုဆက်ပြီးတော့ထိန်းသိမ်းထားနိုင်မယ်ဆိုတော့2 2 0ဆိုရဲ့ရက်လက်မျိုးဒါမှမဟုတ်အကဲဂျူမင်တဲ့တင်ဘက်ကတာတင်ကိုတကူလောက်ပြန်ပြီးတော့သူနိုင်ခဲ့နေဆိုတော့3 1ဆိုရဲ့ရက်လက်မျိုးနဲ့9ပြက်လောက်တဲ့နိုင်ပွဲတစ်ပွဲကိုကျွန်တော်ဖော်ဆောင်သွားနိုင်မယ်လို့ထင်မိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိဒါရေမထက်အတင်ရဲ့အနေထားနဲ့ဒါဂျူမင်တဲ့အတင်ရဲ့အနေထားကိုပြန်ပြီးတော့ဒါရှင်ထိုးကြည့်မယ်ဆိုလို့ရှိရင်တော့ရေမထက်အတင်ကတော့အဖက်ဖက်ကအသာစီရရှိထားတယ်ဆိုတော့လူစင်းအင်အားပိုင်းဆိုင်ရာအရာရောနောက်ကျွန်တော်တို့ဒီအိမ်ခွင်ဒါဘာနေဘူးမှာကစားမယ်အနေထားတွေရ ောက်ရှေ့ရပွဲစဉ်တွေရဲ့အနေထားအရောဒါကျွန်တော်တို့ဒါအဖက်ဖက်ကတော့ Real Madrid အသင်းကအသာစီးရရှိထားတယ်ဆိုတော့ Juventus အသင်းအနေနဲ့အခုပြောခဲ့သလိုပဲသူတို့အနေနဲ့အများဆုံးမျှော်မှန်းနိုင်တာဒီတရေရမှတ်တမှတ်ပဲဗျာဆိုတော့တရေရမှတ်တမှတ်ရဖို့တောင်သူတို့အနေနဲ့တော်တော်လေးကိုစ조사ရုံးကန်ရအောင်မယ့်အနေထားတစ်ခုဆိုတော့ဒီနှစ်ပိုင်းနေမှာဒါ Real Madrid အသင်းရဲ့ဒါပြန်လည်ပြီးတော့ဒါခြေစွမ်းပိုင်းဆိုင်ရာအရာဒါတောက်ဝလာမှုနဲ့တော့ကျွန်တော်တို့ဒါ Champion League မှာလည်းလက်ရှိအကောင်းဆုံးအနေထားတွေကိုဒါကျွန်တော်ရရှိထားမှုကဒီနေ့ပွဲစဉ်မှာလည်းဆက်လက်တည်ဆောင်သွားဖို့ရရှိပြီးတော့ okay ဒါကျွန်တော်တို့ဒါ Real Madrid အသင်းကတော့ဒါတေချာဖို့ဒီနေ့ပွဲစဉ်မှာအနိုင်၃မှတ် ကိုတော့ဒါရှာဖွေတွေ့ရှိတော့ဖို့ရရှိတယ်ဆိုတော့နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တော့3-1ဆိုတဲ့ရာလလောက်ကဒါဖြစ်နိုင်ကြီးအရှိဆုံးရာလလောက်ဒါခန်းစားရတယ်ဆိုတော့ဒါဂျိုဝင်တဲ့အသင်းရဲ့လက်ရှိဒါသူတို့ရဲ့ခန်းစပိုင်းအနေအထားတွေအရာဒါရီယယ်မက်ဒရစ်အသင်းရဲ့တက်စစ်ကိုနောက်ကျွန်တော်ကွင်းလယ်ပိုင်းအားပြိုင်မှုမှာရောဒါခံပြီးတော့ဒါသူတို့ကစားဖို့ရတော့တော်တော်လေးခက်ခဲသေးတဲ့အနေအထားတစ်ခုဆိုတော့ဒါရီယယ်မက်ဒရစ်အသင်းကဒါကျွန်တော်3-6လောက်ထိဒါသွင်းယူသွားနိုင်ကြီးရှိတဲ့အနေအထားတစ်ခုကျွန်တော်မြင်တွေ့ရတယ်လို့ဒါဂျိုဝင်တဲ့အသင်းကတော့လေဒါကျွန်တော်အသင်းအချင်းချင်းဒါကျွန်တော်ချန်ပီယံလိအသင်းချင်းချင်းရှင်ပြိုင်ကစားတဲ့အခါမှာတော့ဒါသူတို့အနေနဲ့လည်းအရင်ကြီးဒါကျွန်တော်တို့အခံဘက်က ကစားမဲ့အစားပေါ့နော်ဆိုတော့အတွင်းကိုပြန်လဲရရှိဖို့စ조사လာဖို့ရရှိတယ်ဆိုတော့ဒါကျွန်တော်3-1ဆိုတဲ့ရလက်လောင်းတဲ့ဒါဒီပွဲကပြီးသွားဖို့ရရှိပြီးတော့ဒါ Real Madrid အတွင်းကတော့ဒါ Bayern Munich မှာတော့နောက်ထပ်ရမှတ်3မှတ်ကိုဆက်လက်ပြီးစုဆောင်းသွားဖို့ရလည်းရှိပါတယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော် Real Madrid အသင်းနဲ့ဒါ Juventus အသင်းတို့ရှင်ပြန်ကစားကြမယ့် Champions League Leaf Face Round 3ပွဲစဉ်3ရဲ့ပွဲချိန်လေးကိုတစ်ချက်တော့ပြပြပေးပါအောင်ဗျ။ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကချန်ပီယံလိလီဖေ့စ်ရောင်း3ပွဲစဉ်ဖြစ်ရီယယ်မက်ဒရစ်တင်းနဲ့ဂျူမင်တက်တင်းတို့ကခုလာမယ့်ပိုတိုနဲ့ညကြာသပတေးနဲ့နဲ့တနင်္လာပွဲမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ရီယယ်မက်ဒရစ်အသင်းနဲ့ဂျူဗင်တက်အသင်းတို့ရှင်ပြိုင်ကစားကြမယ့်ချန်ပီယံလိလီဖေ့စ်ရောင်း3ပွဲစဉ်ရဲ့ပွဲချုပ်သုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နဲ့တူလဲပြန်လာကြပါဦးမယ်ဗျာ